အခုအခါဂါဇာကမ်းမြောင်ဒေသမှာပြန်လည်ထူထောင်ရေးကိုပဲအာရုံစိုက်ရတော့မှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ထရမ့်ကအီဂျစ်၊ကာတာ၊တူရကီအစိုးရတွေနဲ့အတူလက်မှတ်ရေးထိုးခဲ့တဲ့နောက်အခုလိုမှတ်ချက်ပေးခဲ့တာပါ။နိုင်ငံတကာကောင်းဆောင်တွေတက်ရောက်ခဲ့တဲ့ဂါဇာငြိမ်းချမ်းရေးညီလာခံကိုအောက်တိုဘာ23ရက်နေ့ကအီဂျစ်ရဲ့အပန်းဖြေစခန်းမြို့ရှမ်အယ်ရှိခ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။အဲ့ဒီညီလာခံရဲ့ရည်ရွယ်ချက်ကတော့ ထရမ့်ဂျာဝင်ကမ်းလှမ်းခဲ့တဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုအစ္စရေးဟားမတ်ကပါခိုင်ခိုင်မာမာလိုက်နာကျင့်သုံးကြတာသိကြအောင်ဝိုင်းဝန်းကူညီစောင့်ကြည့်ကြဖို့ဖြစ်ပါတယ်။ထရမ့်ကတော့ဂါဇာရဲ့စစ်ပွဲဟာပြီးဆုံးခဲ့ပါပြီလို့အရှေ့လယ်ပိုင်းခီးစင်မတိုင်ခင်မှာကြွေးကြော်ခဲ့တာပါ။အီဂျစ်ကိုရောက်လာချိန်မှာတော့အင်ရှင်အီဂျစ်သမ္မတအပါအဝင်ကမ္ဘာနိုင်ငံ20ကျော်ကခေါင်းဆောင်တင်တဲ့အတူထရမ့်ကပြုံးပြုံးရွှင်ရွှင်ရှိနေခဲ့တာကိုတွေ့ရပါတယ်။ငြိမ်းချမ်းရေးစီမံလက်မှတ်ရေးထိုးပြီးတဲ့အချိန်မှာတော့အီဂျစ်သမ္မတကအမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပြီး ရွှေသားအတိနဲ့သွန်းလုပ်ထားတဲ့ Order of the Nile စုတစိမ့်လဲဆွဲကို Trump စီပေးအပ်ခဲ့ပါတယ်ရှင်